မြန်မာနိုင်ငံမှာအစ္စလမ်ဘာသာဝင်တွေကိုဖိနှိပ်နေမယ်ဆိုရင်ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေမှာအောင်မြင်မှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဘရက်အိုဘားမားကပြောဆိုလိုက်ပါတယ်။ခွန်ဘတ်တာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။မရှားနိုင်ငံခရီးစဉ်အတွင်းမလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတအိုဘားမားဟာဧပြီလ29ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမြန်မာအပအဝင်အရှိတောင်အရှဒေတာလူငယ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ်။မြန်မာပြည်ကလူငယ်တအုပ်ဖြစ်တဲ့ဇော်ထက်ခန့်က And no country is going to succeed if a part of its population is put on the sidelines because they're discriminated against. Malaysia won't succeed if non-Muslims don't have opportunity. Myanmar won't succeed if the Muslim population is oppressed. တခြားလူနည်းစုတွေအပေါ်ကိုခွဲခြားဆက်ဆံပြီးဘေးဖက်ထားမယ်ဆိုရင်ဘယ်နိုင်ငံကမှအောင်မြင်မှုရရှိမှာမဟုတ်ပါဘူး။မလေးရှားနိုင်ငံမှာလည်းမွတ်စလင်မဟုတ်တဲ့သူတွေကိုခွဲခြားဆက်ဆံပြီးအခွင့်အရေးမပေးဘူးဆိုရင်အောင်မြင်မှုတွေရရှိမှာမဟုတ်သလိုမြန်မာနိုင်ငံမှာဆိုရင်လည်းမွတ်စလင်လူနည်းစုတွေကိုဖိနှိပ်နေမယ်ဆိုရင်အောင်မြင်မှုရမှာမဟုတ်ပါဘူးလို့ပြောပါတယ်။ ဒါပြင်မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ကျင့်သုံးလာတဲ့အခါမှာလူတွေကဘာသာရေးဒါမှမဟုတ်လူမျိုးရေးကိုဥတီလာပြီးပဋိပက္ခတွေဖြစ်တဲ့လို့နိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းကိုလည်းလွယ်မဆင်နိုင်တဲ့အကြောင်းတမ်ဒါဥပမာကပြောပါတယ်မြန်မာအစိုးရပြန်ကြားရေးတွဝင်ကြီးဥယျာထုတ်ကတော့အစိုးရအနေနဲ့မွတ်စလင်တွေအပေါ်ကိုခွဲခြားဖိနှိပ်မှုတွေမရှိဘူးလို့ DVB ကိုပြောပါတယ်ဒါပြင်တမ်ဒါဥပမာကအမေရိကန်အနေနဲ့တခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ အခုထက်နက်နက်ရှိုင်းရှိုင်းလှုပ်ကျင်တဲ့အကြောင်းကိုလည်းပြောပါတယ် I believe that together we can make the Asia Pacific more secure. You know America has the strongest military in the world but we don't seek conflict we seek to keep the peace. အရှေ့ပစိဖိတ်ကိုအခုထက်ပိုပြီးလုံခြုံမှုရအောင်လှုပ်ဆောင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ပြီးတော့ကမ္ဘာမှာအင်အားအကြီးဆုံးဖြစ်တဲ့အမေရိကန်နိုင်ငံကလည်းပဋိပက္ခမမြင်ပါဘူး။ငြိမ်းချမ်းရေးကိုပဲကြည့်ပါတယ်။ အင်အားကြီးတဲ့နိုင်ငံတွေအင်အားငယ်တဲ့နိုင်ငံတွေကိုအနိုင်မကျင့်ဖို့ဘယ်နိုင်ငံမှဆိုနိုင်ငံတကာရဲ့ဥပဒေအောက်မှာတန်းတူညီမျှမှုရှိရမယ်အငင်းပွားဆရာတွေကိုလည်းရှေ့ရဲ့အတွက်ကြည့်ရှုပြီးညင်ညင်ချမ်းချမ်းကိုပဲဖြည့်ရှင်းခြင်းတဲ့အကြောင်းအကျန်းဖက်မှုတိုက်ဖြတ်ရေးလူသားချင်းစာနာမှုအကူအညီပေးရေးနဲ့သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေးတွေကိုလည်းတခြားနိုင်ငံတွေနဲ့အတူပူးပေါင်းဆောင်ရွက်ခြင်းတဲ့အကြောင်းသမ္မတဥပမာကပြောပါတယ် တမ်ဒါဥပမာဟာသူ့ရဲ့အာရှလေးနိုင်ငံခီးစဉ်အတွင်းမှာမလေးရှားနိုင်ငံကိုရောက်ရှိခဲ့ပြီးမလေးရှားဝန်ကြီးချုပ်နဲ့အစိုးရထိပ်ပိုင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ဒေသတွင်းညင်ချိုင်းရဲ့အထွေအကူအညီပေးမယ်လို့လည်းဆိုပါတယ်။သူ့ရဲ့ဒီတစ်ခေါက်ခီးစဉ်မှာတော့ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကိုအရင်တွားရောက်ခဲ့ပြီးမလေးရှားနိုင်ငံခီးစဉ်ပြီးရင်ဖိလစ်ပိုင်နိုင်ငံကိုခီးဆက်တာဖြစ်ပါတယ်။ကျွန်တော်ခွန်ဘတာပါ။